အားလုံးပဲမင်္ဂလာပါဘာဆလန်အမန်နဲ့ကြိုဆိုပါရစေကျွန်တော်ဘာစီလိုနာအသင်းဟာမနေ့ညမှာကျွန်တော်တို့ဆက်တာဗီကိုသူ့ရဲ့အိမ်ကမှာ4-2ဆိုတဲ့ရလနဲ့ကျွန်တော်တို့အနိုင်ရရှိခဲ့တယ်ပေါ့နော် ဆိုတော့အဲ့ဒီတွေ့ကြောင်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဟိုဘက်မှာတစ်ဖက်မှာ Real Madrid ဟာကျွန်တော်တို့ဒီ Rival ကနိုအဲဇီဇီဆိုတဲ့ရလနဲ့တည်ကြတဲ့တို့ကြောင်ကျွန်တော်တို့ဟာအမှတ်သုံးမှတ်ပေါ့နော်ကွာခြားချက်နဲ့ကျွန်တော်တို့ဒုတိယနေ့မှာမယ်ဆက်လက်ပြီးတော့ Real Madrid ကို PR ပေးထားရပေါ့ဆိုတော့ဒါကကျွန်တော်တို့အပေါင်းဆောင်တဲ့အနေအထားတစ်ခုဖြစ်တယ်ပထမဆုံးအနေနဲ့ကျွန်တော်စိတ်မကောင်းဖြစ်တာဒီနေ့မှာကွင်းလယ်မှာကျွန်တော်တို့ရဲ့ Frankie Dion ပေါ့နော်ကျွန်တော်တို့ရဲ့ဒီအားကိုးအောင်ပထမရှိတဲ့အချိန်မှာအားကိုးအောင် Frankie Dion ဟာဒီနေ့မှာနှစ်ဝတနီနဲ့ အနီကပြခံရတယ်ဒီအတွက်ကြောင့် athletic viva ကိုပွဲမှာ frankie dion မပါဝင်နိုင်တော့ဘူးပေါ့နော်ဆိုတော့အဲ့ဒီပွဲမှာဆိုရင်ဘာဖြစ်နေလဲဆိုတော့ battery မပါဝင်နိုင်ဘူး frankie dion မပါဝင်နိုင်ဘူးဒီနေ့တက်လာတဲ့တရင်ရဆိုရင် mackasado ကလည်း massive injury ဖြစ်နေတယ်လို့ တရင်ရပါတော့အတိအကျတော့မသိသေးဘူးတခြားစစ်စစ်ရမှာပါနော်မာကာဆက်တို့ကမပါဝင်ဘူးဆိုရင်ဘာစီလိုနာရဲ့ကွင်းလယ်ဟာတော်တော်အားနည်းသွားမှာဖြစ်တယ်ပေါ့နော်မိုဆရာဗီကိုကကျွန်တော်တို့ဒီကျွန်တော်တို့ဘာစီလိုနာအသင်းနဲ့မကန်ခင်မှာဆိုရင်သူဟာရှုံးပွဲနှစ်ပွဲပဲရှိခဲ့တယ်အဲသူကတေးပွဲက9ပွဲတည်းရှိပြီးတော့9ပွဲနှစ်ပွဲပေါ့နော်ဆိုတော့သူရဲ့အိမ်ကွင်းမှာဆိုတော့တော်တော်ရက်လက်ကောင်းတယ် ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ဘာစီလိုနာကိုဒုက္ခပေးတတ်တဲ့အသင်းပေါ့နော်ရိုင်ဗလကာနိုတို့ဆက်တာဗီဂူတို့ဒီအသင်းတွေอ่ะပေါ့ဘာစီလိုနာကတော့433ပေါ့နော်ဒီအနေထားမှာပဲအဖရန်ကီဒီယန်ကိုဒီလိုင်းနေရာမှာထားပြီးဒန်နီယိုမိုနဲ့ဖာမီလိုဘက်ကိုဒီနေ့တုံးလာတယ်ကဆာတိုကိုအောက်ထားတယ်ပေါ့နော်ရိုနာရာဟိုနဲ့ပေါကူဘာစီကိုစီဗီမှာတုံးလာပြီးတော့အရက်ကာစီယာနှာခေါင်းယိုးကျိုးထားတယ်အရက်ကာစီယာပဲအာဘီမှာထွက်လာတယ်ဘာဖြစ်လို့လဲဆိုတော့ဟူလက်စ်ကွန်တရားလဲသူကလည်းဒီဒိုင်ယန်ရထားတယ်လို့ပေါ့နော်နည်းနည်းမတက်မတာဖြစ်နေတယ်လို့သတင်းကြားထားတဲ့အတွက်ကြောင့်ဆိုတော့ဘာစီလိုနာအနေနဲ့ဒီနေ့မှာတော့ကျွန်တော်စောစီးစီးပဲ 9မိနစ်10မိနစ်အလောက်ချိန်မှာပဲကျွန်တော်တို့ဒီ Family Lopez ကကန်လိုက်တဲ့အလုံးဟာအလုံးဆိုလက်ထိကျတဲ့အကြောင်းကျွန်တော်တို့ Robert Lewandowski က penalty ကန်လိုက်တယ် penalty ဝင်သွားတယ်ဆိုတော့ Barcelona ရဲ့အားနည်းချက်ကဘာကိုရဲ့ဥဆောင်ဂိုးတွေကို Barcelona ဟာထိမှထားနိုင်တာပဲဆိုတော့မကြောက်10မိနစ်ပဲကြာတယ်เนาะဒီ highlight နေပြီးတော့ပေါက်သွားတာပဲကွင်းလယ်လောက်ကနေပြီးတော့ highlight နေပေါက်သွားပြီးတော့ဒီကိုသမားနဲ့တယောက်ချင်းအတွေ့ကိုသမားပြောရမှန်ဆိုရင်တော့ကိုသမားကလည်းအဲ့လိုမျိုးလုံးနေဆိုရင်သူကာကွယ်နိုင်ဖို့ အဝင်မဲ့လို့ပဲတတ်မှတ်ရမယ်ပေါ့နော်ဆိုတော့ရူရန်ကာစီယာပြန်လာမယ်ဒီ international break ပြီးတော့ rafinha နဲ့ရူရန်ကာစီယာပြန်လာမယ်အင်ဒိုရန်ကာစီယာပြန်လာရင်တော့အရင်လက်ဆွမ်းရရင်တော့ရူရန်ကာစီယာဆိုရင်တော့ဘာဖြစ်ဖြစ်ကျွန်တော်တို့အနေနဲ့ဒီ highlight ပောက်ခဲ့တဲ့နောက်မှာမဝင်နိုင်တော့ပါဘူးဆိုတော့အဲ့လိုမျိုးခံစားချက်မျိုးရရှိတယ်ပေါ့နော်အခုဆိုရင် highlight ပောက်ပြီဆိုတကူဆိုတော့ခံစားချက်မျိုးရရှိတယ်ဆိုတော့ဒီလိုနဲ့ပဲကျွန်တော်တို့ဒီ macrafo ဒီနေ့လဲ macrafo ကတော်တော်ကောင်းတယ်ပေါ့နော် macrafo က barcelona ကစားကွက်နဲ့အဝင်ခွင့်ရမကိုက်ဘူးဆိုတာမှန်တယ်ဒါပေမဲ့သူ့အနေနဲ့အဲကိုက်ဖို့အတွက်လဲကြိုးစားနေတယ်သူဟာ ဒီဘာသလူနာကိုတော်တော်အကျိုးပြုနေတယ်ဗောနော်ဆိုတော့ဒီလက်လက်ရှိတယ်ဗောနော် assistant နေလို့ပါလို့ဆိုတော့တော်တော်ခုဆိုအများဆုံးမှာဘာသလူနာမှာ Marco Rafo ရဲ့ assistant ပေါ့ Lewandowski ကိုလည်းဒီနေ့နှလုံးဖန်တီးပေးလိုက်တယ်ဗောနော်ဒီလမရမယ့်အလုံးလဲသူတင်ပေးလိုက်တာပဲအဲ့ဒီတင်ပေးလိုက်တဲ့ဟာကျွန်တော် Moriva နဲ့ဗောနော်ဒီကျွန်တော် flat ဖြစ်ပြီးတော့လမရမယ့်ရှိရောက်ပြီးတော့လမရမယ့်ကန်တီးပေးလာဆိုတော့ Marco Rafo နဲ့မကင်းဘူးပဲအဲ့ဒီအလုံးလေးလဲဗောနော် ဘာဖရန်ဟူလာပေါ့နော်ကျွန်တော်တို့ဒီဘာဇူလနာကစားသမားဟောင်းလူကစားသမားလေးပဲဒီကစားသမားညတော်မှနေဆွတ်တင်ပြီးတော့ပေါ့နော်သူဖြတ်တင်ပေးလိုက်တဲ့အလုံးဒီအပိပိတ်သွင်းတာသူတော့ကိုသွင်းတဲ့ကစားသမားပေါ့နော်နံပါတ်9ဒီကစားသမားနေရာမှာလဲအနားမှာလဲကျွန်တော်တို့ရဲ့ဘာဇူလနာကစားသမား3-4လောက်ရှိတယ်လုံးလုံးကတ်မထားအပိုင်ကြီးကိုပိတ်သွင်းရတာပေါ့နော်ဆိုဘာဇူလနာကခုနပြောဆိုလို့ပဲလုံးလုံးကိုသူဟာနိုင်ကိုထိန်းထားခြင်းမရှိဘူးပွဲပြီးကနေတမင်းနဲ့အလိုလောက်မှာ ီမကရာဖူဖြတ်တင်ပြလိုက်တဲ့အလုံးမော်ရီပါပေါ့နော်ဒါလည်းပါဆိုလို့နော်ကစားသမားအောင်လေးပဲဒီကစားသမားနဲ့ flat ဖြစ်ပြီးတော့လမရမယ်ရှင်လမရမယ်ညာရှင်နဲ့အပြင်းမကန်ချက်လိုက်တဲ့အချိန်မှာ3 2ပေါ့နော်ဆိုတော့3 2ဆိုရင်လည်းကျွန်တော်တို့အနေနဲ့ဒီအနေထားမှာဘာပဲဖြစ်ဖြစ်တော့စိတ်မချသေးဘူးဘာဆိုလို့နော်ဘယ်ရှင်ပြန်ကူပေးရမလဲဆိုတော့ဒုတိယပိုင်းမှာတော့ကျွန်တော်တို့ပူပြီးတော့ကောင်းကောင်းကစားနိုင်တယ်ပေါ့နော်အဲ့တော့ အ83မိနစ်မှာလဲဒီမက်ဂရက်ဖိုကဒီထောက်ကံပေါ်ပြတ်တင်လိုက်တဲ့အလုံးပဲလူရင်းတွဆီလူရင်းတွဆီကတော့တကယ်ပဲဗျာစင်ပိန်ကျွဲလောက်ပေါ့နော်လူရင်းတွဆီကတော့ပေါ့နော် present အရင်ပေးရမယ့်အနေအထားတွေမှာဆိုရင်လူရင်းတွဆီအနေနဲ့ကျွန်တော်တို့အနေနဲ့သူ့အသက်အရွယ်ကြောင့်ပေါ့နော်အရင်ပြေးပြီးတော့ present ပေးရမယ့်အနေအထားတွေမှာအဆင်မပြေကောင်းပြေးနိုင်မယ်ဒါပေမဲ့လဲ 2B low block ဆော့တဲ့အကြောင်း may block ဆော့ပြီးတော့အဲ့လိုမျိုးအတင်းမျိုးတွေမှာကျွန်တော်တို့အနေနဲ့ lane တွေကိုကျွန်တော်တို့ချိုးဖျက်ရမယ့်အနေအထားတွေမှာဆိုရင် Lewandowski တို့ Danny Olmo တို့ဟာကျွန်တော်တို့အတွက်တော်တော်ကိုအသုံးဝင်နေပါတော့ဆိုတော့တင်မာဖဲနဲ့ပဲကျွန်တော်တို့အဲပိုးစင်60လင်းမိနစ်မှာ Frankie Dion နှောင်းအားတနီပေါ့ဆိုတော့ Frankie Dion က Athletic Viva ကိုနှစ်ပွဲမှာလွှဲချော်မယ်ပေါ့ထားပါတော့ကျွန်တော် Barcelona က4-2နဲ့နိုင်သွားပြီပေါ့နော်အဓိကကျွန်တော်ဒီစိုးရိမ်တာကတော့ International Break မှာကျွန်တော် Barcelona တော့ကစားသမားတွေအနေနဲ့ကြမ်းကြမ်းမမာနဲ့ပြန်လာဖို့ပဲကြမ်းကြမ်းမမာနဲ့ဆိုတော့ခုနကလို injury တွေကင်းပြီးတော့ပြန်လာပြီဆိုရင်တော့ကျွန်တော်တို့ဒီပွဲကြက်ကာလာတွေရှိတ ဲ့ Chelsea တို့အဲ Athletic Bilbao နောက်ပြီး Atletico Madrid ဒီပွဲကြကလာရောက်လာပြီကျွန်တော်တို့ Barcelona အသင်းတွေပေါ့နော်ဆိုတော့အဲ့ဒီအတွက်ကြောင့်အဲကျွန်တော်တို့ကအမှားခံလို့မရဘူးကစားသမားတွေနာလို့လည်းမရတော့ဘူး Ron Garcia ပြန်လာမယ် Rafinha ပြန်လာမယ်ဆိုတော့တော်တော်အင်အားဖြစ်တယ်ဒါပေမဲ့လည်းခုနနေရာမှာအဲ Pedrina Frankie Dion မပါဝင်နိုင်တော့တာကတော့ကျွန်တော်တို့တော်တော်ကိုကွင်းလက်တကြောမှာထိမ့်သိမ့်ဖို့အတွက်မလိုဘူးပေါ့နော် Athletic Bilbao ဆိုတာကလည်းကျွန်တော်တို့တော်တော်ကြီးကိုဒုက္ခပေးတဲ့အသင်းဆိုတော့လေနော်ဆိုတော့ညီကို လို့ထင်လဲဘာဆိုလို့နာညတော့နိုင်သားတော့တော့ကျွန်တော်တို့ကရီမက်ဒရစ်ကိုတုံးမှတ်ပဲပေါ့နော်ကျွန်တော်တို့အကွာနဲ့ပဲကျွန်တော်တို့ဖိအားပေးထားတယ်ဒုတိယနေရာနဲ့ကျွန်တော်တို့ဘာဆိုလို့နာကတော့တိုက်စစ်ကလည်းကျွန်တော်တို့32ခုအထိအဲသွင်းပြီးတော့လာလီဂါမှာအများဆုံးသွင်းထားတဲ့တိုက်စစ်ဖြစ်တယ်ပြီးရင်လည်းခန်စစ်ကလည်းကျွန်တော်15ခုအထိကျွန်တော်တို့ပေးထားတယ်ပေါ့နော်အဲ့နှစ်ခုသွင်းတကူပေးတဲ့အနေထားပဲဘာစီလိုနာပရိသတ်တွေလည်း certify ကနောက်နဲ့မှကျွန်တော်တို့အနေနဲ့ပို့ပြီးတော့ကြမ်းမယ်ပေါ့နော်ဆိုတော့ဒါပဲကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရ YouTube channel လို့လည်း subscribe လုပ်ခဲ့ကြပါဦး